အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝါဒီ channel ကနေပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့အစာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနှင့်ဆေးကဝေးဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသေးသေးတင်နိုင်သိရှိနိုင်မှု notify bell လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီညောင်ကုန်းရွာရှိပြည်တနာကိုဖြည့်ရှင်းပြီးရတဲ့နောက်ဘေးကရရှိရဲ့ထမ်းမင်ကုန်းရွာကို အောင်မြတ်သားနဲ့တက်ခိုင်တို့နဲ့ဦးသားထွက်လာခဲ့လိုက်တယ်။ရွာဝင်ထမ်းမင်ကုန်းဆိုတဲ့ဆိုင်းမုံရှိရောက်တော့အောင်မြတ်သားခြေလမ်းနဲ့တုံငနေဖြစ်သွားတယ်။အနောက်ကတယောက်ယောက်ကတောင်းလိုက်တယ်လို့ခန်းစားရတဲ့အတွက်ဘီဘီဝဲရကိုဖွေးကြည့်လိုက်တော့ရွာပြင်ညောင်မကြီးပေါ်မှာမျက်နှာမသားမယာနဲ့ထိုင်နေတဲ့အဖိုးအိုတယောက်ကိုတွေ့လိုက်ရတယ်။အောင်မြတ်သားလည်းညောင်မအောက်ကိုသွားပြီးအဖိုးဘာလုပ်နေရလဲ။ဟာဆရာလေးပါလား။အတော်ပဲဆရာလေးရဲ့။ဒီရွာတော့မကြောင်ကြီးဒုက္ခရောက်တော့မယ်။ ကျောက်တောင်ရွာပြင်မောင်းထုတ်ခံထားရတယ်။ရွာဦးပိုင်းနဲ့ရွာတော်ရှင်တော်ရွာပြင်မောင်းထုတ်ခံရတယ်ဆိုတော့ဒီရွာကပညာတရတော်ရုံအစ်စ်မဟုတ်ဘူး။ကဲစိုးစမ်းမအောင်ဘလို့ဖြစ်လို့မောင်းထုတ်ခံထီရလဲ။အဖိုးလည်းညောင်မေမောကဆင်းလာပြီ။ဒီလိုပါဆရာရဲ့အရင်ကရွာမှာဈေးကူးတဲ့ဘိန်းတော်ဆရာတယောက်ရှိရဲ့။ဈေးကူးတယ်ဆိုပေမဲ့ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့တိတ်လည်းမကုတ်တတ်ပါဘူး။တော်ရွာဆိုတော့ဆရာတွေရှားတယ်လေ။သူ့ကိုပဲအောက်ကိုနေရတာ။ တခါတလေပျောက်တယ်လို့တခါတလေလဲလူနာရီအသက်ဆုံးရှုံးသွားတယ်။အရင်အဆိုကျုံနဲ့နဲ့မှလူတွေလာဆူတောင်းကြတယ်။တားဆူသမီးဆူပန်ကြတယ်။ကျုံလည်းတက်နိုင်တဲ့လောက်ရွာလူတွေကိုကူညီပေးတဲ့အတွက်ကျုံနဲ့နဲ့လေးကတပြေးပြေးနာမည်ကြီးလာတယ်။ဘေးရွာလူတွေရော လာဆူပန်ကြတယ်။ဒီနေ့တော့အဲ့ဒီဆေးဆရာကလူတယောက်ကိုရွာထဲခေါ်လာတယ်။သူ့ဆရာလို့ပြောတယ်။သူကရွာထဲဝင်လာတဲ့ပညာသင်မန်းကျုပ်ကတည်ရဲ့အဲ့ဒီမှာဆရာတပည့်နှစ်ယောက်ပေါင်းပြီးရွာထဲရလူတွေကိုပညာပြတော့တာပဲ။ ရွာမှာကျုံနဲ့ရေးဆက်ပါတဲ့လူငယ်တယောက်ရှိရဲ့ကျောက်ကသူ့ကိုအိမ်မက်ပေးပြီးဆေးကုနေတဲ့သူကဆေးစရာအစင်မဟုတ်ကြ။သူပညာနဲ့ရွာရဲလူတွေကိုပြုစားပြီးတော့သူပဲပြန်ကုနေတဲ့ပညာတဲ့ဖြစ်ကြောင်ပြောပြလိုက်တယ်။အဲဒီကောင်လေးကကျုံအိမ်မက်ပေးအောင်တရွာလုံးလိုက်ပြောတာပေါ့။အဲဒီမှာကျုံအတွက်ဂျူဆိုးဝင်တာပဲ။တနေ့ကျုံနဲ့နန်းကိုလူနှစ်ယောက်ရောက်လာတယ်။ကျုံနဲ့နန်းပေါ်မှာရှိတဲ့ရုပ်ထုကိုဆေးနေရောင်နေနဲ့ကြိုးချစ်တယ်လို့ရေးရတာပဲ။ကျုံလည်းအဲဒီလောက်အစွမ်းထက်မဲ့မထင်ဘူး။ ူလုံလိုက်တော့ကျုပ်လှုပ်မရတော့ဘူးကျုပ်ကိုရိုက်တာဗျခါယူကအခုထိကြိုက်နေရုံပဲသူတို့လုံးကိုနှောက်ရှက်ရမလားဆိုပြီးကျုပ်ကိုအညှိုးထားတော့တာပဲကျုပ်နေရဲ့နန်းနန်းကလည်းမောင်းထုတ်တယ်ကျုပ်လည်းသူ့ကိုကြောက်ရနဲ့ခုလိုရွာပြေးထွက်နေရတာပဲဆရာရဲ့သူ့ကိုနိုင်နေမဲ့သူ့ကိုရှာပေးဖို့ဟိုဘက်ရွာဆရာတော်ကြီးကိုအကူအညီတောင်းလိုက်တာอืมကျုပ်တို့လည်းဆရာတော်ကြီးရဲ့ခိုင်းစင်မှုကြောင့်တရဝါရီကိုကဲတင်မှုရောက်လာတာပဲအခုကျုပ်တို့နဲ့လိုက်ခဲ့ပြီးကိုနန်းနန်းမှာကိုပြန့်နေပြီးတော့ အောင်မြတ်တာကအရှိရနေရွာထဲဝင်သွားလိုက်တယ်။အနောက်မှာတော့ရွာဆောင်တဲ့အဖူကကုတ်ချောင်းကုတ်ချောင်းနဲ့လိုက်လာတယ်။ဆရာဟိုမှာကြုံနန်းနန်းပဲ။အောင်မြတ်တာကရွာဆောင်နန်းနန်းကိုကြည့်လိုက်တော့အလူလေနန်းနန်းထဲမှာဘလူးလိုလိုတည်ရဲလိုလိုအမွေးစုပ်ဖွားနဲ့အကောင်တကာကနေရာယူထားပါလား။အမေသူကရွာလူတွေဆက်ထားတဲ့ကြက်ကြော်ကိုကိုက်နေသေးရဲ့။အောင်မြတ်တာလည်းနန်းနန်းရှေ့ရောက်တော့ဟေ့သူများနေရာကိုယူထားတဲ့ငမိုက်သားငါမြစ်တာထားတဲ့ချိန်ဒီအားထွက်သွားပါ။ မထွက်ရင်ပညာသုံးပြီးမောင်းထုတ်ရလိမ့်မယ်။ဟိုကမခံလေးစားနဲ့ဂယုရံမဆိုင်ဘူး။ပြီးတော့အနောက်မှာရွက်နေတဲ့ရွာဆောင်တဲ့ကိုမြင်တော့ဟိုဖိုးကြီးအယိုက်ခံခြင်းသေးလို့ရွာထဲဝင်လာလားဆိုပြီးနှမ်းဟောက်လိုက်တယ်။အဲ့လိုပြောတာအောင်မြတ်တာကြတော့နည်းနည်းပြုံးမိသွားတယ်။ပိုက်ဆိုးပိုင်နေပြောနေရဲလိုက်တာ။ကဲတက်ခိုင်မေးမဲဒီကအောင်မောင်းထုတ်လိုက်ကွာ။တက်ခိုင်လည်းဆေးရအမိတ်တိုင်းရွာဆောင်နဲ့နန်းမှာထိုင်နေတဲ့တရဲကိုကြည့်ပြီးမြေယိုဖနှောင်းနဲ့ပေါက်လိုက်တယ်ဆိုရင်ဖြင့်မြေကြီးရဲ့ ပစိန်နှလန်းကင်ထားတဲ့ဘလူးနှစ်ကောင်ထွက်လာတယ်။အောင်မြတ်တောင်မြင်တော့ထိုဘလူးညီနောင်ကခေါင်းလေးညှုပ်ပြီးအယူသေးပြီးရယ်။ပြီးတော့တစုံတစ်ခုကိုစောက်ဆိုင်နေတယ်လို့အဲဒီချိန်နန်းနန်းနဲ့ရတရဲကောင်ကနန်းနန်းနဲ့ရဆင်းလာပြီးရွာထဲကိုပြေးဝင်ပါလိရော။အောင်မြတ်တောင်ကဘလူးညီနောင်ကိုရွာဆောင်တဲ့ကိုအကူအညီပေးဖို့နန်းနန်းမှထားခဲ့ပြီးရွာထဲဝင်လာလိုက်တယ်။ရွာထဲရောက်တာနဲ့"အိုးတရွာလုံးဒီမှာစီးထိထားကြပါလား"အင်းဒီကိုအကဲခတ်လိုက်တော့တမီသားစုမှအနေဆုံးတယောက်လောက်တော့ စေးထိထားကြတယ်။အောင်မြတ်သာလည်းရွာထဲဝင်ပြီးစေးစရာအင်းကိုတန်းတန်းမတ်မတ်ဝင်သွားလိုက်တယ်။ခြံစည်းရိုးထိတ်လည်းရောက်တော့ခုနကရွာနဲ့နန်းကစင်းပြေးသွားတဲ့တရေကောင်ကစေးစရာအိတ်လီကအောက်မှာပုန်းနေရမြင်လိုက်တယ်။တက်ခိုင်းဒီစေးစရာပညာဘာမှမရှိဘူး။သူ့စရာရှိသေးရဲ့။ခုလောလောဆယ်သူ့စရာမရှိသေးဘူး။ဒါကြောင့်ဒီစေးစရာကိုမေးမဲဆုံးပါပြီ။ပညာနှုတ်လိုက်ကွာလို့အမိပြီးတော့တက်ခိုင်းကခေါင်းငိတ်ပြလိုက်တယ်။တက်ခိုင်းချက်အနှံ့ကြည့်လိုက်တော့တစ်ချက်လုံးမှရှိသမျှတစ်ပင်နေမှာ မကောင်းဆိုးဝါးတွေအပြည့်ပါလားလက်ဆက်သက်တော့တရေမွေပြီးလူရီယိုဒုက္ခပေးနေပါလားတက်ခိုက်လေအထက်ဆရာတွေထံခွင့်တောင်းလိုက်ပြီးတော့ခြံစည်းရိုးတဲ့ခြေချုံနဲ့အပင်မောကမကောင်းဆိုးဝါးတွေဝရုံတုံးကဆင်းပြေးပြီးတော့အနောက်ဘက်လေကွင်းနဲ့ဆင်းပြေးတာတက်ခိုက်လေအရှိတဇံမြင်းအောက်မှာရက်ပြီးမိမိကိုကိုစီးတားလိုက်တယ်ပြီးတော့လေးကွက်အေယုံလေးပေါ်မှာဆွဲပြီးလဝါနဲ့ရိုက်လိုက်တယ်ဆိုရင်ဖြင့်အိနေရနေစေးစီယာကမန်ကရန်ပြေးစင်းလာတယ်အချိန်နေမဟာမန်တိရော့ လက်ထဲပါလာတဲ့စေးလုံးတွေနဲ့တက်ခါစီပြစ်ပါလေရောစေးလုံးနေရာလေးထဲမှာဝီကနေဝီကနေညာတစင်အလာပြေးလာတယ်တို့ပေတဲ့တက်ခါအရှိအင်းကွက်ထိပြီးတော့တဖုတ်ဖုတ်နဲ့မြေပေါ်ပြုတ်ကြကုန်တယ်တရွာလုံးကလူတွေတက်ခန့်လို့ဆရာတပဲနေရာကိုဝိုင်းအောင်ကြည့်နေကြတာတက်ခါလည်းအချိန်မဆွဲတော့အောင်ဆွဲထားတဲ့အင်းကွက်ကိုလေထဲမှာလက်နဲ့တွန်းထုတ်လိုက်တယ်ဆိုရင်ဖြင့်အင်းလေးကွက်ကပိုက်ကွန်တစ်ဖွဲပြန့်ပြီးစေးဆရာရဲ့ကိုအုပ်ထားလိုက်တယ်အပြင်လူတွေအမြင်မှာတော့ဘာမှမသိပေမဲ့ စေးစီရတော့သူမနိုင်တော့မှန်းသိနေရဲ့လားဘယ်ပန်းလက်ထဲကင်ထားတဲ့ရှုပ်ယုပ်လေးကိုမြေကြီးပေါ်ပစ်ချလိုက်တယ်အင်းကွက်ကသူ့ဘော်ကိုအုပ်သွားလိမ့်ပြီစေးစီရကမြေကြီးပေါ်လှုပ်မရတော့တဲ့အချိန်ခုနရှုပ်ယုပ်လေးကပြေးပြေးချင်းအသက်ဝင်လာတယ်လို့လှုပ်လာတော့တယ်မြေကြီးရေပါတုံခါလာတယ်တက်ခိုင်းနောက်ဆုံးနေသူ့စီရလာပြီအောင်မြတ်သားနဲ့တက်ခိုင်းမတိုင်းမထားပဲလဘွားပေါ်မှာရှစ်ကွက်အင်းကိုဆွဲလိုက်တယ်ရှစ်ကွက်ကွန်ချားဆိုတဲ့အင်းကိုရေးဆွဲပြီးလဘွားပေါ်ထောင်းလိုက်တယ်ဆိုရင်ဖြင့် ထိုအင်းချက်တည်းအားရွှေမြရအတန်းနေရပိုးဝိတ်နေတဲ့ဖဲထွက်လာပြီးတော့တရွာလုံးကိုချုံအုပ်ထားလိုက်တယ်။ရွှေရောင်တဖိဖိတောင်းနေတဲ့ပေါကြုံနေတဲမှာတော့ရွာသားတွေနဲ့တက်ခိုင်လို့ဆရာတပည့်ခုနကရှုံးရုပ်တည်းအားတဖြည်းဖြည်းအကောက်ကြီးလာတာမဲမဲကောင်ကျွဲကြီးဖြစ်သွားတယ်။ထိုကျွဲကြီးကအောင်မြတ်တော်ကိုခွေးဖို့ပြေးအလားမူလပုံဖြစ်ပါစေလို့လဝါကာလာယုံနဲ့ထိုကျွဲကရောင်းနေရမှာပင်တုံကနေရက်ပြီးတော့မူလရှုံးရုံလေးပြန့်ဖြစ်သွားတယ်။ အောင်မြတ်သားကလည်းချိန်ဆွဲမနေရောပဲဈေးကွေကထွက်လာခဲ့တင်ချောင်းကျုပ်တိပြီးပြီတင်ချောင်းကိုတင်မတိသေးတာခတ်တာပဲလို့ပြောလိုက်တော့အိမ်မေကကုတ်ကုတ်ပြီးရနေဘုခနဲ့ခုံချလာတဲ့လူတယောက်တကူလုံးဆေးမြစ်ဆေးပင်တွေကိုဝေးရုံတစ်ဖွဲခြုံထားတဲ့လူလက်ပိုင်းအွယ်ယောက်ကြားတယောက်ကဲကျုပ်ကိုခေါ်ပြီးဘာလုပ်ဖို့လဲကျုပ်လူမတက်ချင်ကျုပ်ဘသာလူတွေကိုဆေးကုတယ်သူတို့ကိုကဲတင်မေးရဲ့အဲ့တော့ခမရတို့ကဘာနောက်ရက်နေရလဲ အောင်မြတ်သာခနဲ့ပြုံးပြုံးလိုက်ပြီးတော့ကုပြညာနဲ့လူတွေကိုပြုစားပြီးတော့ပြန်ကုနေရလူပါများရာရာဆဆပြောရသေးတယ်။ဆရာတော်ဘုရားရဲ့အကူညီတောင်းမှုရမင်းပညာတွေကိုနှုတ်ယူဖို့ရောက်လာတာပဲ။ဒါနဲ့ဒီကမလောင်လေးမလောင်စားလူငယ်တွေရဲ့နာမည်ကိုပြောပြပါအောင်။မသိခင်မေးထားတာတင်ရင်မေးမရတော့မှဆိုလို့တက်ခိုင်ဒေါသထွက်သွားတော့တယ်။အောင်မြတ်သာကလက်ကပြပြီးကျောင်းနာမည်အောင်မြတ်သာ"သူဟာတက်ခိုင်ဘာသိခြင်းနေလဲ"အလိုလေး အောင်မြတ်တာဆိုပါလားဟိုတလုံးကနှလုံးချွေကိုဝေကိုအနာယူလိုက်တဲ့လူငယ်လေးလားနမေရတော့ကြီးနေရကြပြီလူကခုမှတွေ့ဘူးလားပညာနဲ့နဲ့စမ်းကျင်လို့ခွင့်ပြုပါဆိုပြီးလက်တရဆေးရည်ကိုမြေကြီးပေါ်တွန်ချလိုက်တယ်ဆိုရင်ဖြင့်ထို့အရေရိယတပြေပြေးစုပေါင်းပြီးကြောင်မက်ဖွယ်ငကားကြီးဖြစ်သွားတော့တယ်အသေးရစ်ပတ်ပေါက်သက်စက်ဆေးငကားအဲ့ဒီလိုအမေပေးလိုက်တော့ထို့မွေငကားကပပင်းကြီးထောက်လို့အောင်မြတ်တာတို့ပေါက်သက်ဖို့အလုပ်အောင်မြတ်တာတို့အနောက်ကနေ တကူလုံးရှုရောင်တလက်လက်ထနေရဲ့ရွှေနဂါးတစ်ခေါက်ပေါ်လာခဲ့တယ်။အောင်မြတ်သားတို့သူ့ပါပြင်နေကြပြီ။စင်နဂါးကိုအမီးနဲ့ရိုက်ထုတ်လိုက်တယ်။စင်နဂါးကအားမလျှော့ပဲမစက်သေးရစင်းငွေရည်နဲ့ပြန်မှုတ်တယ်။ရွှေနဂါးကလည်းရွှေရောင်အခိုးငွေရည်နဲ့ပြန်ကားတယ်။နဂါးနှစ်ကောင်တိုက်ပွဲရပြင်းထန်လာတယ်။စေကဝေရလည်းပညာမသေးဘူး။စင်နဂါးဘက်ကတဖြည်းဖြည်းအလေးတားလာတယ်။တစ်ခါတခါရွှေနဂါးမှုတ်ထုတ်တဲ့အငွေတွေက စေနဂါကိုလုံးပေါ်ထိုက်ရိုက်ကြပြီးကိုလုံးမှာဒဏ်ရာရလာတယ်။နောက်ဆုံးမှာတော့ရွှေနဂါရဲ့အခိုးငွေတွေကိုမခံနိုင်ပဲပြန်လဲအပြေးမှာရွှေနဂါရဲ့အမိကစေနဂါကောင်တက်တဲ့ကိုဖျံဝင်နဲ့ရိုက်ချလိုက်တယ်။စေနဂါမြေပေါ်ကနေမထနိုင်တော့စေကဝေကသူ့ကိုယ်ပေါ်မှာချိန်ထားတဲ့စေမြင့်တုံနဲ့လှမ်းပေါက်လိုက်တယ်။ထိုစေမြင့်ကနေအဆွဲဖွေးဖွေးနဲ့ဘလူးကြီးဖြစ်သွားပြီးတော့လက်တရတင်းမုံနဲ့အောင်မြတ်တာတို့ထုရရန်အရွယ်ဘလူးဝါစေကဝေကိုပါတစုံတစ်ယောက်ကရိုက်ချလိုက်တယ်လို့ ဘုံနှဲမြေပေါ်ကျလာတယ်။ကြည်လိုက်တော့ကဝေအချုပ်ဘူးတော့ထိုဘိုးတော်ကအောင်မြတ်တာရှိလာပြီ။ကျုပ်တပည့်အမိုင်မဲကိုခွင့်လို့ပေးပါ။ဆီယာမန်းမသိလို့ကျုပ်ရဲ့ဆုံးမမှုညံ့ပြင်းလို့ခုလိုလူတွေကိုဒုက္ခပေးသလိုဖြစ်သွားတာ။ဟဲ့ကဒါဘသူထင်းနေလဲ။အဘဘိုးမင်းကအဘဘိုးဘိုးအောင်လို့ကိုရိုင်းမဟာမြိုင်တော်ကိုလာဖို့ဖိတ်ခေါ်ခြင်းခံရတဲ့ထွက်ရက်ပေါက်စီရပဲ။မင်းမပြောနဲ့ငါဆိုလည်းမနိုင်ဘူး။ဒူးထောင်တောင်းပန်လိုက်ဆိုတော့စေကဝေရအောင်မြတ်တာကိုခွင့်လို့ပေးဖို့တောင်းပန်လဲ။ အောင်မြတ်သာလဲကိုဝေအချုပ်ဘိုးတော်ကိုတေချာဆုံးမပေးဖို့မှကြပြီးမြေပေါ်မှာချုပ်ထားတဲ့ဆေးစရာအုပ်ပါပညာရီနှုတ်ယူခိုင်းလိုက်တယ်။ရွာသားတွေကိုလည်းအင်းချက်တွေကိုရေးဖြော့တိုက်ပြီးပြူစားထားတဲ့ပညာရီကိုကုစားပေးခဲ့တယ်။ရွာသားတွေလည်းအင်းချက်တွေကိုမီးရှို့ပြီးရေးဖြော့တောက်လိုက်ပြီးတဲ့နောက်အောင်မြတ်သာတို့ကိုလိုက်ရှာရလုံးဝရှာမတွေ့ရပေ။ဆရာတပည့်နှစ်ယောက်ပျောက်ချင်းမလာနဲ့ပျောက်သွားတော့တယ်။တမ်းမိကုံရွာလေးရဲ့ရွာဆောင်နဲ့နန်လေးက စီမီအမွေးတိုင်တို့နဲ့ပြန်လည်အသက်ဝင်ခဲ့ပြီးရောတယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဈေးကဝေးဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။